ဟိုစာဒီအခွင့်အရေးကိုရရှိဖို့ဆိုတာပထမအချက်ဖြစ်တယ်။အဲ့ဒီပြည်တဲ့နောက်မှာတရားမျှတတဲ့အကျင့်ဝန်ရှိတဲ့ကိုယ်ပပြတ်ထန်းခွင်ကောတူလီကရင်ပြည်ပေါ့နော်။အဲ့ဒါကတော့ဒါဒုတိယအချက်ဖြစ်တယ်။နောက်တတိယအချက်ကတော့ဒီမိုကရေစီကိုယ်ပပြတ်ထန်းခွင်ရှိတဲ့ပြည်တွင်ပေါင်းစုဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့ဆိုတာဖြစ်တယ်။နောက်နောက်ဆုံးတစ်ချက်ကတော့ကောတူလီဆိုတဲ့ကျွန်တော်တို့ပြည်ပေါ့နော်။အဲ့ဒီကနေပြီးတော့ပြည်ထောင်စုအထက်မှရှိတဲ့ကရင်လူမျိုးအလုံး ဆိုတာတင်လူမျိုးတွေရတယ်ဒီ consumer တွေမှာလည်းရှိရှိမယ်တခြား data အာအပြင်ဘက်မှာလည်းရှိတယ်သူတို့ရောပဲ consumer မကဘူးတခြားလူမျိုးတွေလည်းကရင်မဟုတ်တဲ့လူမျိုးတွေလည်းပါမယ်အဲ့ဒီလူမျိုးပေါင်းစုံရှိတဲ့နေရာတွေအားလုံးကကျွန်တော်တို့အဓိက ဒီပြည်တော်စုထဲမှာရှိတဲ့လူတွေကဒီမိုကရေစီအခွင့်အရေးကိုရရှိဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်သွားမယ်ဆိုတာဒါကကျွန်တော်တို့ကရင်အမျိုးသားတွေရဲ့ demand ချက်ထဲမှာကျွန်တော်တို့နိုင်ငံရေးလှုပ်ရှားမှုရုံးကန်တဲ့အထက်မှာတောက်လျှောက်ကန်ဆွဲထားတဲ့ချက်တွေဖြစ်တယ်။အဲ့ဒီပေါ်မူတည်ပြီးတော့အခုကျွန်တော်တို့ပြည်တော်စုကိုတည်ဆောက်မဲ့အခါမှာလည်းပဲကျွန်တော်တို့ကပြည်တော်စုပြည်တော်စုရဲ့အဖွဲ့ဝင်ဟိုကော်တူးလေးအနေနဲ့တည်ဆောက်တဲ့အခါမှာလည်းပဲကျွန်တော်တို့ဒီချက်ကိုပဲဆွဲကြိမ်ထားမှာဖြစ်ပါတယ်เนาะဒါပထမဆုံးချက်ပေါ့နော် ဟုတ်ကဲ့အဓိကအချက်ကပါလဲဆိုတော့ကျွန်တော်ရဲ့ online သမိုင်းတစ်လျှောက်လုံးမှာကျွန်တော်တို့ရုံးကန်ခဲ့တဲ့အခါမှာနီလန်းတော့လို့ねကျွန်တော်တို့ရုံးကန်ခဲ့ရတယ်ကျွန်တော်တို့ရင်ဆိုင်ခဲ့ရန်သူရဲ့အဆက်ဆက်ကပေါ့နော်အထူးသဖြင့်ရန်သူတွေရဲ့ဟိုတွေးခေါ်မြင်ချက်အရဆိုတော့ကျွန်တော်တို့ကဒီသွားပြီးတော့ဒီဘဟုအနာပိုင်းဆိုတာရှိတယ်ဗျာဒီအဲ့ဒီဘဟုအနာပိုင်းနေနဲ့ပဲကျွန်တော်တို့ဆွေးနွေးညှိနှိုင်းပြီးတော့တစ်ဖက်ကလည်းကျွန်တော်တို့တိုက်ပွဲဝင်တယ်တစ်ဖက်ကလည်းကျွန်တော်တို့ဆွေးနွေးညှိနှိုင်းတဲ့လမ်းကိုလည်းကျွန်တော်တို့ကျင့်သုံးတယ်ဒါပေမဲ့အဲ့လိုဟိုဟို ဖြတ်ကျော်လာခဲ့ရတဲ့အတွေ့အကြုံရဆိုရင်ဟိုဘာရလာမှမထွက်ပဲနဲ့နောက်ဆုံးကြတော့လည်း2017ဒီဆီယနာသိမ်းမှုကနောက်ဆုံးအခြေဖြစ်ပလာတဲ့ခါမှာဆိုဒီတိုင်းပြည်ကအခင်းကြီးကလုံးဝပြောင်းလဲသွားပြီဘိုးဘွားအနာဘိုင်းဆိုတာလုံးဝမရှိတော့ဘူးအခြေအနေကဘယ်ဘယ်လိုအထိဖြစ်သွားပြီဆိုဒီကျွန်တော်တို့တိုင်းပြည်လုံးဝလည်း2980ကလွတ်လာရင်မရခင်အခြေအနေတိကျပြန်ရောက်သွားတယ်အဲ့ဒါကြောင့်မလို့ဒီတိုင်းပြည်ကဘာဘိုးဘွားအနာဘိုင်းမှတည်တည်ကြမရှိတဲ့ခါမှာကျွန်တော်တို့ဒီတိုင်းပြည်ကိုပြန်ပြီးတော့ဖေဗရယ်ပြည်တော်စုတစ်ခုတည်းတည်ဆောက်မယ်ဆိုရင်အတိတ်ကအကောင်ဆုံး အသင့်တော်ဆုံးအချက်ကကျွန်တော်တို့အောက်ခြေအားနဲ့စဆုဖွဲ့ပြီးတော့ကျွန်တော်တို့တူချင်းတစ်ဖွဲ့ချင်းပြန်ပြီးတော့စုပေါင်းပေါင်းစုံလာပြီးတော့ဒီအောက်ခြေအားနဲ့ဖွဲ့စည်းလာတဲ့အနေအထားမျိုးသာလဲကျွန်တော်တို့အဓိကဟောဖြစ်တင်တဲ့အဖြစ်ပဲလို့အခြေအနေပဲလို့ကျွန်တော်တို့ယူဆတယ်အဲဒါကြောင့်မို့လွန်ခဲ့တဲ့2024အာဒီစက်တင်ဘာလ20ရက်နေ့ကကျွန်တော်တို့အဖွဲ့ကူးကနေပြီးထုတ်ပြန်ထားတဲ့အချက်လက်အနေအဲ့ဒီချစ်တည်ပြီးတော့ဒါဟာတကယ်အောက်ခြေအားစုစည်းလာပြီးကျွန်တော်တို့ပြည်တော်စုတည်ဆောက်မယ်ဆိုတာဒါအလကားကျွန်တော်တို့ဟို ထိုးခွဲလို့ကျွန်တော်တို့အစိုက်စိုက်ပုံမှာပြအောင်လုပ်တဲ့နည်းတွေမဟုတ်ဘူးဒါကရှိတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ပေါင်းစုံလာပြီးတော့ဒီဘသူဝဲဖြစ်ဖြစ်ဘယ်လူမျိုးဝဲဖြစ်ဖြစ်လာပေါင်းစုံလာပြီးတော့ဒီတိုင်းပြည်ကိုကျွန်တော်တို့စုဖွဲ့ပြီးတော့ပြည်အောင်စုတစ်ခုတည်ဆောက်မယ်ဆိုတာဒါကျွန်တော်တို့အစပြန်ဖော်တဲ့အနေအထားပဲဖြစ်ပါတယ်ပြောရရင်တော့ဗျာဒါကျွန်တော်တို့ဘောပြန်ပြီးတော့အစနဲ့ပြန်တည်လာတဲ့အနေအထားတစ်ခုလိုပဲပြောလို့ရတာပါဗျာ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ကရင်အမျိုးသားရဲ့ရည်မှန်းချက်ထက်မှပါတဲ့အတိုင်းပေါ့နော်အဲဒီဒုတိယအချက်မှကြာတော့တရားမျှတတဲ့အခြေဝန်ရှိတယ်ဆိုတော့တရားမျှတမှုလည်းရှိရမယ်ပေါ့နော်ကိုကိုယ်ဝန်ပြတဲ့ခွင့်လည်းရှိရမယ်ဆိုတော့အဲ့အချက်ပေါ်မှာမူတည်ပြီးတော့ဖြစ်လာတဲ့အခါကြာတော့ကျွန်တော်အထူးကြာဆုံးကအခုကကျွန်တော်တို့တွန်လိုင်းမှာလက်ရှိကျွန်တော်ဆောက်တိုင်နေတဲ့အနေထားဟာကျွန်တော်တို့ခရင်တပ်မှခုနှစ်ခုကိုအခြေခံထားတာပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းတရည်သေးလည်းမဟုတ်ဘူးအဲ့ဒါလည်းဆက်ဆက်ပြီးတော့ကျွန်တော်တို့2021နောက်ပိုင်းမှာ ကျွန်တော်တို့နယ်ပယ်ရအထူးသဖြင့်ဆုံးရှုံးသွားတဲ့အနေမျိုးကျွန်တော်တို့အများကြီးပြန်ပြီးတော့ရယူနိုင်ခဲ့တာလည်းပါတယ်ဆိုတော့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့အခြေတည်သွားမှာပဲဖြစ်ပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့တော်လိုင်းတစ်လျှောက်လုံးမှာမှာကျွန်တော်တို့ကတော့ KNU ကတကယ်ဟိုဒီအားလုံးတော်လိုင်းရဲ့တပ်ဦးတစ်ခုနေနဲ့ရှေ့တန်းမမမရပြီးတော့နိုင်ငံရေးစစ်ရေးအပုံလုံးပေါ့နော်ကျွန်တော်တို့ရှေ့တန်းကကွယ်ပြီးတော့တိုက်ပြီးတော့ ဟိုအခွင့်ဟိုမြကင်မျိုးသားတွေအခွင့်နဲ့ဟိုဒီတိုင်းတပြည်လုံးသူသူဖြစ်ပြည်သူလူတို့အခွင့်ကိုရယူဖို့အတွက်ရှစ်ဆောင်မမမရက်တီလွှတ်ဆောင်ခဲ့တယ်ဒါပေမဲ့အခုကျွန်တော်တို့ဖြတ်ကျော်ရမယ့်အခင်းချင်းဟာဘာဖြစ်လဲဆိုတော့ပြည်တော်စုကိုတိဆောက်တော့မယ်ဆိုတော့ဒါတကယ်ဟိုတော်လိုင်းကလာတစ်ခုအနေနဲ့လည်းဖြစ်တယ်တော်လိုင်းကလည်းမပြီးဆုံးသေးဘူးသို့တော်ကျွန်တော်တို့လက်တွေ့သဘောအရပြည်တော်စုကိုတိဆောက်တော့မယ်ဆိုရင်အဓိကကြဆုံးချက်ကကျွန်တော်တို့ရဲ့ဟို KNU ဖွဲ့စည်းပုံဖွဲ့စည်းအခြေခံဖွဲ့စည်း ဖွဲ့စည်းအုပ်ချုပ်ပုံတစ်ခုတည်းတဲ့တော့မလုံလောက်တော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကော်တူးလေးချာတာဆိုပြီးတော့ကော်တူးလေးပြည်ညင်အောင်မှကျွန်တော်တို့စုဖွဲ့ပြီးတော့ကျွန်တော်တို့ကော်တူးလေးပြည်ဘူးတည်ဆောက်မယ်အဲ့ဒီမှာအဓိကအကြဆုံးချက်ကဟိုအကြံဉာဏ်ပြောနိုင်တဲ့အချက်ကအဓိကပါတဲ့ကျွန်တော်တို့ပါလီမန်စနစ်နဲ့ဆင်ဆင်လေးသွားလို့ရတဲ့အနေထားမှာကျွန်တော်တို့ KCC ဆိုတာရှိမယ်အဲ့ဒီ KCC မှာပါလဲဆိုတော့အော်ကော်တူးလေး consultative council ဆိုတဲ့ကော်တူးလေးအတံမြင်ကောင်စီရှိတယ်ဥရပြုပင်အဲဥရပြုအာနာဆိုတာလည်းအဲ့ဒါမှာရှိမယ် ဘသူတွေနဲ့စုဖွဲ့မလဲဆိုတော့အဓိကအဖြစ်တော့ဟိုမန္တကြီးငါအခုတည်းပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ပြောရမယ်ဆိုလို့ဆိုတော့နော်ဒီပထမအဆင့်ကတော့ကျွန်တော်တို့ကိုယ်စလဲတွေဘယ်ကနေလာမလဲမေးမေးမယ်ဆိုရင်တော့အဓိကကျတော့ကျွန်တော်တို့ဘိုးဘွားနဲ့ဟိုခင်ကလာတဲ့ကိုယ်စလဲနဲ့စုဖွဲ့ထားမယ်အဲ့ကိုစားပြုထားမယ်ဒုတိယအချက်ကတော့ဘယ်ကနေလာမလဲဆိုတော့ဟိုအထူးသဖြင့်ဒီကရင်အမျိုးသား ပြည်ရင်လူမျိုးမဟုတ်တဲ့ကိုယ်စားလှယ်နေရတယ်ဟိုလာပြီးတော့ပေါင်းစုံလာပြီးတော့စုဖွဲ့တာဘာဖြစ်လဲဆိုတော့ကျွန်တော်ကော်တူလေးပြည်တိဆောက်တဲ့အခါမှာအဲဒီကော်တူနေဆိုတာဘယ်သူနဲ့စိုက်ပြီးတော့ဖွဲ့စည်းပြီလဲဆိုတာအဓိကချက် KNU+ ဆိုပြီးတော့ KNU အပေါင်းပေါ့နော်ဆိုတော့ KNU ကတော့ဥဆောင်တဲ့နေရာမှာရှိအိုးမယ်ဆိုတဲ့ဆိုပေမဲ့လို့တခြားလူတွေလည်းပါမယ်ဆိုတော့အဲ့ဒါပြည်ရင်မဟုတ်တဲ့တခြားလူမျိုးတွေလည်းကျွန်တော်တို့ဒီအဖွဲ့ထဲမှာဒီကော်တူလေးထဲမှာပါဝင်လာမယ်ပေါ့နော်နောက်နောက်တော့နောက်နောက်ကူစားပြုအဖွဲ့ကတော့ဘယ်ရလာမယ်ဆိုတော့သူတို့ပြင်2020ရွေးကောက်ပွဲမှာ ဝင်ခဲ့တဲ့ကိုယ်စားလှယ်တွေပေါ့နော်ဒါကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေလုံးဝကိုယ်စားပြုတာမဟုတ်ဘူး2008ဖွဲ့စည်းပုံကိုကျွန်တော်တို့လုံးဝအသိမှတ်ပြုဘူးကျွန်တော်တို့ကပယ်ဖြတ်ပြီးသားဖြစ်တယ်သို့တော့ကျွန်တော်တို့ပယ်အချက်ကိုသွားပြီးတော့ဟောဟောဖော်ပြချင်တယ်လဲဆိုတော့အတ္တကကပြည်သူလူထုရဲ့စိတ်ဆန္ဒနဲ့ရွေးကောက်ထားတဲ့အော်ဒီဒီကိုယ်စားလှယ်တွေပေါ့နော်ဆိုလိုတာကလည်းတပြည်လုံးမှာကိုယ်စားပြုတော့မဟုတ်အထူးသဖြင့်ကျွန်တော်တို့ကော်သူရဲ့နယ်မြေအဝေါ်မိုင်းထဲမှာကိုယ်စားပြုတော့ရွေးကောက်ပွဲဝင်ခဲ့တဲ့ကိုယ်စားလှယ်လောက်ပဲကျွန်တော်တို့ညွှန်းတာဖြစ်တယ် အဲ့ဒီလူတွေနဲ့ဖွဲ့စည်းသွားမှာဖြစ်တယ်နော်နောက်တတကူစားပြုမဲ့အဖွဲ့ဆိုတာကျွန်တော်တို့ကော်တူလေးထဲမှာရှိတဲ့လူငယ်အဖွဲ့တွေပေါ့နော်အဲ့ဒီလူငယ်ကလည်းကူစားပြုခွင့်ရှိမယ်နောက်တစ်ဆယ်အမျိုးသမီးပေါ့နော်ကျွန်တော်တို့ကော်တူလေးထဲမှာရှိတဲ့အမျိုးသမီးကနေပြီးတော့လည်းအဲ့ဒီကူစားပြုမဲ့အဖွဲ့ရှိမယ်ဆိုတော့အဲ့ဒီကနေပြီးတော့ပါလဲ KCC မှာအော်တမန်ကောင်စီနဲ့ဥပဒေပြုမဲ့အပိုင်းရှိတယ်လို့ KEC ဆိုတဲ့အလုံမှုဆောင်ဆိုပြီးတော့အဲ့ဒီမှာဒီဟိုဟိုဒီသူတို့ဖြစ်အထွေထွေလုပ်ငန်းတွေကိုဟို ကြီးကြမဲ့ဟိုဆိုဟိုအဖွဲဆိုတာရှိမယ်အဲ့ဒါကတော့ဘယ်ဟာနဲ့သွားဆက်မလို့လဲဆိုတော့ဒီအထူးသဖြင့်ဟိုဝင်းကြီးဌာနဖွဲ့တဲ့အခါမှာအဲ့ဒါတွေကဟိုပါဝင်ပတ်သက်မှုရှိလာမယ်အဲ့ဒီအနေနဲ့တစ်စိအိုက်ကီစီကနေပြီးတော့ကျွန်တော်တို့ Catholic Government ဆိုတာဖွဲ့စည်းလိုက်မယ်ဖွဲ့စည်းလိုက်လိုက်ပြီးတာနဲ့နောက်ဆက်တွဲပါလာမှာကတော့အဲ့ဒီအစိုးရနဲ့သူရဲ့ဟိုဆိုတာလုပ်ငန်းဆောင်တာဖြစ်တဲ့ဝင်းကြီးဌာနတွေပါလာမယ်ဝင်းကြီးဌာနဘလောက်အထိ ဖွဲ့စည်းမယ်ဆိုတော့ယတိပြပြောလို့မရဘူးဆိုပေမဲ့လို့အကြံဉာဏ်အဖြစ်ခုနှစ်ခု၈ခုလောက်တော့ကျွန်တော်တို့ရှိပြီးသားပါအဲ့ဒါကတော့ဒါတို့ပြောလို့ရတာပေါ့နော်ဆိုတော့အဲ့လိုအနေထားမှာဒီဟာကျွန်တော်စောစောကပြောခဲ့တယ်လို့ပဲ KNU Plus ဆိုပြီးတော့ဒီကော်တူးလေးအစိုးရကိုကျွန်တော်တို့ KNU ကဟောဘယ်လိုပဲဖြစ်တော်လိုင်းကလာမှာဖွဲ့စည်းမဲ့အစိုးရဖြစ်တာနဲ့ညီ KNU ကကောင်းဆောင်မှုအပိုင်းမှာတော့ဟောလမ်းညွှန်မှုအပိုင်းမှာရှိအောင်မယ်ထိန်းချုပ်မှုအပိုင်းမှာလည်းရှိနေအောင်မယ်ဆိုပေမဲ့လို့တခြားအထုပါဝင်နေတဲ့ အာလူ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 တန်းစားတွေရောကိုစားပြုမှုတွေရောအကုန်လုံးပါမှာဖြစ်တယ်။ခုနညွှန်ဆိုလို့ပေါ့နော်။ပြင်မဟုတ်တဲ့ဟိုဒီလူမျိုးတွေလည်းပါမယ်။အာလူငယ်အမျိုးသမီး2020ရွေးကောက်ပွဲကိုစားဖို့ကိုယ်တိုင်တမ်းမှာလုပ်ခဲ့တဲ့ကိုယ်စားလှယ်တွေပါမယ်။ဆိုတော့အဲ့ဒါတွေကအကုန်လုံး inclusiveness ဆိုပြီးတော့တခါတည်းအားလုံးပါဝင်နေတဲ့အနေထားကိုကျွန်တော်ပေါ်ဆောင်ပါမှာဖြစ်တယ်နော်။ ဟုတ်ကဲ့အဲ့ဒီအပိုင်းမှာတော့နည်းနည်းဟိုဆိုဟိုယတိပြပြောလို့ဆိုတာနည်းနည်းတော့ခက်တယ်သို့တော်ကျွန်တော်တို့အဲ့ဒီမှတ်မိသလောက်ဆိုရင်တော့2023ဩဂုတ်လမှာကျွန်တော်တို့ပထမဦးဆုံး16ကြိမ်မြောက်ကွန်ဂရက်ပြီးတဲ့နောက်မှာပထမဦးဆုံးရက်တရဩသတင်းစာရှင်းလင်းပွဲတစ်ခါလုပ်တယ်အွန်လိုင်းအနေနဲ့ကျွန်တော်တို့လုပ်တဲ့အခါမှာကျွန်တော်တို့ယတိပြဟိုထုတ်ပြန်ထုတ်ပြန်ကြေညာပြီးသားပါကျွန်တော်တို့ကောက်တူလေးအစိုးရတရားကိုဖော်ဆောင်တော့မယ်သို့တော်အစိုးရတရားဖော်ဆောင်တဲ့အခါမှာအပြောရလို့တလောက်လက်တွေ့လောက်ရတဲ့အခါမှာတကယ့် လိုအပ်တဲ့အချက်လက်တွေအများကြီးရှိတယ်တိတိချက်ကဘာလဲဆိုတော့ကျွန်တော်တို့ပြင်ဆင်မှုအပိုင်းမှာဆိုရင်ကိုယ်စုလေးအစိုးရအင်ကာရနဲ့အညီဖြစ်ပေါ်လာမဲ့ကျွန်တော်တို့ပြောချင်တာကတော့လုံးဝဟို6ပြည့်ကင်းပယ်လဲစင်တော့မဖြစ်နိုင်ဘူးဆိုပေမဲ့လည်းကျွန်တော်တို့အတတ်နိုင်ဆုံးပြင်ဆင်မှုတော့လုပ်ရတယ်သူတစ်ဖြစ်ပထမချက်ဘာလဲဆိုတော့ကျွန်တော်တို့ကိုယ်စုလေးအစိုးရဖွဲ့ပြီးဆိုရင်တော့ဌာနဆိုင်ရာဝန်ကြီးဌာနတွေလိုအပ်လာတော့မယ်အဲ့ဒီဝန်ကြီးဌာနအသီးသီးမှာတကယ်ခိုင်မာတဲ့ policy မူဝါဒတွေရေးဆွဲပြီးပြီလားဆိုတော့ကျွန်တော်တို့ရဖြတ်တမှုတစ်လျှောက်လုံးမှာ190ကျော်ပြီမဲ့လို့ ဌာနတိုင်းဌာနတိုင်းမှာအုပ်ချုပ်ရေးလုပ်ငန်းလုပ်တယ်ဆိုပေမဲ့ကျွန်တော်တို့တကက်ဟိုအင်မတန်ကောင်းမွန်တဲ့ policy မူဝါဒရေးဆွဲထားတာမရှိဘူးလို့ပဲဝန်ခံပါမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ပထမဆုံးအနေနဲ့စပြီးတော့ခြေလှမ်းပြင်တဲ့အနေနဲ့စရပေါ်ဆောင်လာတဲ့အခါမှာမကိုရှိပြီးသားကျွန်တော်တို့ guideline တွေ policy အနေအချင်းတွေကိုပြန်ပြီးတော့ moment ပြီးကျွန်တော်တို့တည်ချပြန်လုပ်မယ်နှစ်နှစ်အတွင်းမှာကျွန်တော်တို့အခုအာတကက်ဟို ready ပေါ့နော်ဟိုတကယ်အဆင်ပြေဖြစ်နေတဲ့အနေထားတစ်ခုပြီးတော့တစ်ခုဖြစ်တယ်လို့ပြောလို့ရပြီပေါ့နော်ဒါပေမဲ့လုံးဝဟိုပြင်ဆင်မှုရှိတယ်ဆိုတော့ပြောလို့တော့မရသေးပါဘူး Tony Lawrence ဝန်တီကျွန်တော်တို့ရဲ့အထူးသဖြင့်ရပ်ယူနိုင်ခဲ့တဲ့ကျွန်တော်တို့ရဆုံးရှုံးသွားတဲ့နေမြေအကျယ်ဝန်းကလည်းအင်မတန်မှအကျယ်ပြောလာတဲ့ခါမှာနောက်ဆုံးတော့ဖြစ်ပေါ်လာမယ့်ဟာကဘာလဲဆိုတော့ကျွန်တော်တို့ဒီဟိုဝန်ထမ်းတွေပြန်မဖြစ်စေရမယ်ဟာလူသားအရင်းမြစ်တွေကျွန်တော်ပြန်ဖြစ်စေရမယ်ဒီအုပ်ချုပ်ရေးတွေပြန်ပြီးတော့ ဟိုဖြစ်ဆွနိုင်ဖို့အတွက်ပေါ့နော်တန်ရီယာတကယ်အရေးပါတယ်ထုံမီလောင်မန်းဒီဝန်ထမ်းတွေကလည်းတကယ်ဟိုအရေးအစိုးရရှိတဲ့လူတွေဖြစ်ဖို့လိုရဲဆိုတာကျွန်တော်တို့အချိန်ယူရတယ်အချိန်ပေးရတယ်အဲ့ဒီပိုင်းမှာဆိုတော့အဲ့ဒါတွေကကျွန်တော်တို့နှစ်နှစ်အတွင်းမှာတော်တော်လုံးပန်းခဲ့ရတဲ့အနေအထားမှာဖြစ်တယ်ဘာဖြစ်လဲဆိုတော့ အစိုးရတရားဖော်ဆောင်တယ်ဆိုပေမဲ့မိဂမတ်တသွားလို့လို့မရတော့ဘူးကျွန်တော်တို့တေချာပြင်ဆင်မှုတော့ရှိတယ်ဆိုတော့အဲ့ဒီခါမှာဟိုအရင်ကတည်းစာခဲ့တဲ့လွန်ခဲ့တဲ့နှစ်ကစာမယ်ဆိုတော့အခုနှိုင်းစာကြည့်မယ်ဆိုတော့အခုကတော်တော်လေးကိုဟိုလုံးဝမရနေတဲ့တော့ကျွန်တော်80ရာခိုင်နှုန်းအထက်မှာတော့ကျွန်တော်တို့ပြင်ဆင်မှုပြီးတယ်လို့ပဲကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဆိုတော့ ဘယ်အချိန်မှာထုတ်ပြန်ကြေညာမလဲကိုသူမေးဆိုရောဘယ်တော့တိချောက်မယ်ဆိုတော့တိချောက်ဖို့လုံးဝဆိုင်ပြင်းနေတာဆိုတာမှန်တယ်ဒါကလုပ်ငန်းစဉ်ထဲမှာပဲရှိတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်ရှင်းဆက်ရအောင်တော့အထက်မှာပြည်စည်းလို့ပြောလို့ရတယ်ဆိုပေမဲ့လို့တကယ်တမ်းနေ့အတိအကျပြောလာတဲ့ခါမှာကျွန်တော်တို့ပြောရတယ်တော့ခက်ပါသေးတယ်2025ထဲမှာဖြစ်လဲဖြစ်နိုင်တယ်ဒါမှမဟုတ်2026ကူပိုင်းလည်းဖြစ်ဖြစ်လည်းဖြစ်နေတယ်။ဒါပေမဲ့တခုတေချာပြောနေတာတော့ကော်ပိုရိတ်အစိုးရအနေပြီးတော့ကျွန်တော်တို့ပြည်တော်စုထဲမှာအဖွဲ့ဝင်တခုအနေနဲ့ကျွန်တော်တို့ပေါ်ဆောင်နေမဲ့ပြည်တော်စုကြီးထဲမှာတော့ကျွန်တော်တို့ပါမတေချာတယ်။ကျွန်တော်တို့က

အာအတွေ့အကြုံရပါတော့ဒါစစ်ရေးနိုင်ငံရေးဘက်မှာတော်တော်လေးလုံမှန်းခဲ့ရတဲ့အခြေအနေများတော့ရှိတယ်အထူးသဖြင့်အုပ်ချုပ်ရေးဘက်မှာကျွန်တော်တို့လိုအပ်ချက်တွေအများကြီးရှိတယ်အာနိုင်ငံတကာလက်ဆွေးမှုဖော်ပြတဲ့အဲထဲမှာခင်ဗျားတို့နေမြေတွေအများကြီးတိမ်ပတ်နေပြီမဲ့လို့တည်တည်ငြိမ်မတိမ်ပတ်နိုင်ဘူးဆိုရင်ဒီတိုင်းပြည်ကဘယ်ရောက်ပြတ်ဖြစ်ပြီးတော့ဝရုံးလုံးနာဖြစ်မယ်ဆိုတာသူတို့ရဲ့ ဖော်ပြချက်ကအလကားဖော်ပြချက်မဟုတ်ဘူးကျွန်တော်ဒါဟာကျွန်တော်တို့အလေးထားတယ်အဲဒါကြောင့်မလို့ဒီဟာကိုဖြစ်ဆွဲနိုင်ဖို့အတွက်ဆိုရင်အခုကျွန်တော်တို့ကော်ပီလေးအစိုးရတရားနဲ့တည်ထောင်ပြီးဆိုရင်တကယ်လိုက်ပါလာမယ့်အချက်ကအုံချုံရေးကိုတည်တည်ရင်ရင်လုပ်နိုင်ဖို့အတွက်တကယ်ရေးပါတယ်အရေးကြီးဆုံးဒီအချက်ကိုဖြစ်ရှင်းနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘယ်သူတွေလိုအောင်လဲဒီအထူးသဖြင့်လူသားရင်းမြစ်တရားကျွန်တော်တို့လူငယ်တွေပဲပြောင်းပြီးတော့အားကိုးရတော့မှာဖြစ်တယ်အဲဒါကြောင့်မလို့ဒီကော်ပီလေးအထက်မှာရှိရောကော်ပီလေးအပြင်ဘက်မှာရှိတဲ့ကျွန်တော်တို့ရဲ့ကိရင်အမျိုးသားအားလုံးနဲ့ တစ်ချိန်တည်းမှာပဲကျွန်တော်တို့လက်တွဲချင်တဲ့တခြားလူမျိုးတွေအပါအဝင်ပေါ့နော်ကျွန်တော်တို့လည်းဖိတ်ခေါ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံး inclusive ပါနိုင်ဖို့အတွက်ကျွန်တော်တို့ကြိုးစားနေတဲ့အချိန်မှာ ဒါကဘာလို့အပ်တယ်လဲဆိုတော့အခုအချိန်ကကျွန်တော်တို့အားလုံးကပြင်ဆင်မှုတော့လိုတယ်ဒီလူငယ်တွေကဒီအောက်ထရေးလုပ်ငန်းကိုတည်တည်ငြိမ်နဲ့လုပ်နိုင်ဖို့အတွက်တည်းကိုယ့်ကိုယ်ကိုပြင်ဆင်မှုတော့လိုတယ်ထွန်းကြီးလကောင်းရဲ့တကယ် commitment ဆိုပြီးတော့ကျွန်တော်တို့ရဲ့ဟိုတနည်းတန်ချမ်းမှုရှိရှိနေတဲ့ဒါတကယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အဲ့ဒီစိတ်ထားကကျွန်တော်တို့လူငယ်တွေမှာဟိုထားရှိဖို့နဲ့ကျွန်တော်တို့နဲ့လက်တွဲဖို့ဆိုတာကျွန်တော်တို့တကယ်ပဲဟိုဒီကနေဟိုအလေးနဲ့နဲ့ဖိတ်ခေါ်ရပါ